င်္ဂလန်ပြည်မြန်လေးအတူတူဖြစ်တဲ့ Tottenham Hotspur အနေနဲ့ယူပါလီမှာပိုဆွဲခဲ့တာကြောင့်အဲဘက်တီအတင်းနေနဲ့စပိန်လာလီဂအတွေ့ရောအတင်းအတွက်ပါအဆန်းကိုကြိုးစားဖို့လိုအပ်နေပြီးဥရောပမှာအောင်မြင်မှုတွေကြီးမားရရှိထားတဲ့ချက်စီအတင်းအနေနဲ့ရလဲဒီနေ့ပွဲမှာတော့ဘက်တီကိုအနိုင်ယူပြီးတော့ဥရောပအောင်မြင်မှုတွေတက်မှန်ရရှိပါအောင်မလားဆိုတာတော့ဒီနေ့မှာပွဲချုံသွင်းတဲ့ခံမှတ်ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်တယ် ရောဘတ်ဗလာရရှိခြင်းမရှိသေးတဲ့ဘက်တီးတင်ရတော့လာလီကာရဲ့ဖြစ်မြအတိတ်တည်းလို့ပြောလို့ရတယ်။ဒါဒီအစမှာပုံမှန်ကျေဆန်းနေမရှိပေမဲ့လည်းဒုတိယရာသီခါစွာပြီးတဲ့နောက်မှာတော့ဘက်တီးတင်ကျေဆန်းတာပိုပြီးတည်ရင်လာခဲ့တာကိုတွေ့ရတယ်။အထူးသဖြင့်တက်ရှိနေကွင်းလည်းအားကောင်းလာတာကိုတွေ့ခဲ့ရတယ်။ဘက်တီးတင်ရဲ့ company ကျေဆန်းကိုကြီးမယ်ဆိုရင်ဒီရာသီမှာတက်ရှိကဘိုပါမန်မှာ1.6အထိရှိတာကိုတွေ့ရတယ်။ ခန်းစီကြောင်းအနေနဲ့ကိုကိုစီတက်ပါမှတ်ပါဆိုရင်ဇီရိုက90ရှိတယ်။ကွင်းလင်းနဲ့တောင်ပန်းကတော့ကောင်းကောင်းအလုပ်လုပ်တာကိုတွေ့ခဲ့ရပြီးတော့ဒီ chat creation နဲ့မှာအားသာတာကိုတွေ့ရတယ်။ဒါပေမဲ့လည်း big chat နဲ့မှာတော့လွှဲချုံမှု92ချိန်ရှိတဲ့အတွက်တိုင်ဆိုင်ကနည်းနည်းပြောစရာတခုတော့ရှိနေကြတယ်။စီတင်ကတော့ overfly ရင်းအောင်မြင်မှုတွေရရှိတာတဲ့အတင်းတင်းဖြစ်ပေမဲ့လည်းဒီရာဒီချိန်ကအတင်းပြီးအားရချင်းနဲ့ပိုကောင်းမနေဘူး။အထူးသဖြင့်အတင်းရဲ့တိုက်စစ်ကလိုအပ်တဲ့ပြန်ပွဲတွေမှာဆိုရင်ကိုသိန်းတုံးကြီးမရှိတာကိုတွေ့ရတယ်။ အမြင်မဲ့ company ခြေဆောင်ကြည့်မယ်ဆိုရင် Jesse Dean ရဲ့တိုက်စစ်က9ပါမှန်မှ3.2ဒီရှိပြီးတော့ထန်စင်ကျောင်းနေတဲ့ကိုပုံစီတဲ့ပါမှန်မှဆိုရင်သူတို့ဘာ8ချီပြီးတော့ Jesse Dean ရဲ့တိုက်စစ်ကနောက်တန်းနဲ့ပို့ပြီးတော့ကောင်းကောင်းအလုပ်လုပ်ထားတာတွေ့ရတယ်။ဒီပွဲလေးကိုအနည်းချုပ်ပြီးပြောပြရမယ်ဆိုရင်တော့ ဒီကင်းကနဲချက်လေးတွေရချစ်ချင်းတင်းရအားတာတယ်ဆိုပေမဲ့ဒီယာဒီမှာတော့အနာတော့အတင်းဒီချန်ပီယံစုတွေတိမ့်ပိုက်နေတာတော့အတူကူပြူဖို့လိုအပ်တယ်။ဒါပေမဲ့ဒန်ယန်ရဲ့မြင့်နေပါနဲ့ချက်စီတင်းရဖောင်းတစ်ခုအနေကြောင့်ဒီဘွဲမှာချက်စီရပက်တီထဲလုံးဝအနိုင်တာတယ်။80ရာခိုင်နှုန်းတည်ကြတော့ရှိတဲ့ဘွဲလေးတစ်ဘွဲဖြစ်တာကြောင့်ဒီဘွဲလေးမှာတော့ကျွန်တော်ကလုံးဝချက်စီကိုပဲရွေးချယ်ပြလိုက်တယ်။ကျွန်တော်တို့ရဲ့နေ့စဉ် free tv ကိုလည်းကျွန်တော်တို့ရဲ့ Telegram channel မှာနေ့စဉ်တင်ဆက်ပေးနေတာကြောင့်ကျွန်တော်တို့ရဲ့ Telegram channel လေးကိုလည်းဝင်ရောက်ကြည့်ရှုနေပါလိမ့်။အားလုံးကိုကျေးဇူးတင်ပါတယ်။